တို့ကစီစီကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆုစုကဒီနေ့တာမွေကြောက်မြောင်းလို့ရောက်နေဖြစ်ပါရဲ့။အာဒီနေ့တို့ကစီစီကတော့ဒီတာမွေမှာရှိရမုန်ဆိုင်တွေမှာမုန်းရှောက်ဆောင်ဖြစ်လို့ပရိသတ်ကြီးအားလုံးလည်းလက်ခဲကြပါအောင်နော်။ Let's go ။တာမွေမျိုးနယ်ကို1984ခုနှစ်မှာရက်ခွက်24ခုနဲ့စုစည်းပြီးဖွဲ့စည်းရဖြစ်ပါရဲ့။ဒါပေမဲ့ရွှေရုံဘုရားတမိုင်းကျောင်းကိုလေ့လာကြည့်မယ်ဆိုရင်တာမွေမျိုးနယ်အကြောင်းလေးပါပါတယ်။ တရုတ်ပြည်ကဖုန်းကန်ရှင်မောင်ကန်အမည်ရှိရဲ့ပကံသူရဲကောင်းကမြေရှိုးမိုးပြန်ပြီးတော့ရွှေတဘုံဘုရားကတတ်တော်မွေော်ကိုခိုးယူဖို့ကြိုးစားတဲ့အချိန်မှာနတ်မြက်နှက်ကောင်းတွေကကြီးမားတဲ့မွေကြီးဖန်ဆင်းပြီးတားမြစ်ခေရာကနေအဲ့ဒီကနေပြီးတော့တားမွေတားမွေဆိုပြီးခေါ်ဆိုခဲ့ကြအောင်သိရပါတယ်။ဒါပေမဲ့ဒီနေရာမှာမောင်ကန်ဆက်မြစ်ကပကံသူရဲကောင်းလို့လည်းပြောတယ်။တရုတ်ပြည်ဆိုတာလည်းပါတော့နည်းနည်းတော့စဉ်းစားစရာပဲနော်။ နီးစပ်တဲ့သမိုင်းတွေမှာတော့တာမွေကတာမွိုင်းလို့ခေါ်တဲ့မွန်းနမီကဆင်းသက်လာတယ်လို့သိရပါတယ်တာမွိုင်းဆိုတာကထန်းနဗေလို့အတိတ်ပဲရပြီးတော့အရင်ကဒီအရက်မှာအထင်ကြီးရကြီးမားတဲ့ထန်းမြင့်ကြီးရှိအောင်အကြောင်းပြုပြီးခေါ်ဆိုတာဖြစ်တယ်လို့လေ့လာမှတ်သားရပါတယ်။တော်သူမျိုးတက်လာသလိုမလား။ဟဲ့။ဘယ်လိုရောင်းလဲ။အုံးဝေးလို့။ဘုံမလို့တလုံး။တလုံးခွန်နေရ။ဘာရတာဘာရတာကြီးပါလဲ။ strawberry พอตลวแรเป็นขวานลูกเป็นเป็นเป็นว่าเป็นรู้เลยอ่ะ อ๋อดาวเวนี่ดัดราคาเท่าไหร่ยังไม่ละโอเคโอเคเข้าไปอ่ะจะมีดาดีตลงไหมเนาะไปพี่อาราคาเลยได้ไหมเนาะ เอ้ยตกอ๋อตกตกเจ๊ดูบ้า ကဲစစကစစကဒီတီတာလန်းနေရနေပြီးတော့ဝင်လာပြီးတော့တပတ်ပတ်ပြီးစီလဲတာအခုတော့ကြောင်ကြောင်လက်ထိတ်ကိုပြန်ရောက်လာပါပြီအခုကမုတ်တီဆက်ပြီးသွားစားဖို့အတွက်ကိုဒီတတိပဋ္ဌာန်တန်းကိုဆက်သွားလိုက်ပါအောင်မယ်အားလုံးပဲဆက်လိုက်ခဲ့ကြအောင်နော်ရှင်းပါရှင်းပါရောက်ပြီတတိပဋ္ဌာန် ောက်ဆုံးတော့စုစုဟီတတိပဋ္ဌာန်လမ်းလေးကိုရောက်ပါပြီဒီလမ်းလေးကိုရောက်တာနဲ့စက်သားတုတ်ဆန်ကိုတန်းတွေ့ရတာပဲစုစုကဝတ်သားမစားဆိုတော့စက်ကတော့အကောင်လည်းမောက်တင်နေအခုတော့အာစိတ်ကမထိန်တာတခါရဲပဲဝင်ဆက်လိုက်တယ်မဝါဒီဆက်လမ်းပေါ့နော်ကိုစက်စက်သားတုတ်ဘယ်လိုရောင်းလဲအဲ့ဒီတပွဲကို၄000မူရတယ်၅000မူရတယ်အော်ဟိုလေသူတို့အဆောင်တုတ်တာလားတမျိုးစီအဆောင်လေးရတယ်ညလေးစားချင်တာကိုရွေးလို့ရတယ်ညလေးအော်အဲ့လိုလားအဲ့ညလေးစားချင်တာရွေး ဟေးရောင်းကောင်းလားကိုမမပဲညီမလေးကိုရတော့ဟုတ်လားဘယ်ပဲဒါကိုရကိုမနိုင်မဲဩဘယ်ရှင်တော့သူစားဖွင့်တာလဲ၃နိုင်ခွဲ၃နိုင်ခွဲနော်ဟုတ်ညီမလေးဩတောင်းမလဲကိုကြီးတို့ပါလေယူလေရချွတ်လိုက်မနော်ဟုတ်ជីကြီးလေးကိုဒီဘောနော်ဟုတ်ဘောအော်ဦးလေးရဒီပြန်နော်โอเคကျေးဇူးပါ ်တခါလေးနော်ကိုကြားလေးပြီးတော့ပြပါမယ်တောင်းနေတော့ဒါပါပါလားမယူလိုက်မင်းအခုဆိုတော့စစ်သားတော်လေးရပြီပေါ့နော်ဆိုတော့စားကြင်နေမနေထိုင်ရဖွင့်ရတယ် အခုကတော့ရှင်းပြီးတော့လမ်းထဲကိုဖြောက်ပြီးတော့ဆက်စားအောင်ဝေးတော့ညော်လေးရှင်းမရဘူးလားဒါပြီးဒီတော့ပါပဲကျေးဇူးပါညော်လေးဟုတ်ကျေးဇူးပါဘာတော့ပါညော်လေးဟုတ်ကဲ့ညာရီရောက်ပါသေးအဲ့ကိုကားပါကဲလမ်းထဲကိုဆောင်းဝင်ပြီးဆိုတာနဲ့တွေ့ရမဲ့ဆိုင်တွေကတော့ဒီမှာဝက်မှုလုံးဆိုင်ရခိုင်မုံဒီဇိုင်းဆိုင်တွေကိုဆားကျင်နေရလေးပဲဘုရှင်ဆိုင်ကြီးချစ်စီရတယ် ခုရောက်နေတဲ့တတိပဌာန်းလမ်းကိုကြောင်မြောင်းလို့ပဲအလွယ်ခေါ်ကြပေမဲ့ကြောင်မြောင်းဆိုတာတာမွေရဲ့ရက်ွက်ကိုပြောတာပေါ့နော်ကြောင်မြောင်းဆိုရင်ကြောင်မြောင်းကြီးကြောင်မြောင်းအရှိကြောင်မြောင်းအထက်ဆိုပြီးတော့ရက်ွက်၃ခုရှိပါတယ်။အခုဒီနေရာကျတော့လေကြောင်မြောင်းရက်ွက်မဟုတ်ပဲကြက်ွက်တရက်ွက်ထဲမှာရှိရဖြစ်ပါတယ်။ဒီနာကလမ်းတွေကဓမ္မဒါနစိတ်ဓာတ်ဒုက္ခအိစာတရအစသဖြင့်ပါဠိနာမည်တွေအများကြီးပါတယ်။ဒါကတော့မင်းလေးကျန်အထောင်းထောင်းတိုင်းဖြစ်ပါတယ်။ဒီမှာအထောင်းအစုံရရပေါ့နော်။ အမိုလုံးတောင်ကျက်မိုလုံးတောင်လေးလေးဘာရောက်လာလဲအဲ့တော့အုတ်ကွေးကြီးအုတ်ကွေးကြီးကဘာမလဲတရုံမပေါ်ဩတော့ဘာနဲ့တော့ဆန်ရဲမော်လာဦးနီရဲမော်လာဦးကြီးရဲဟာဘယ်လဲဒီနေ့တိုက်မိကြည့်ရရလားဟိုးကြီးကျေးဇူးတင်ပါရဲ့ကြည့်မယ်ဟုတ်လားရရတမီးပူခန့်နေဟွန်းဟောင်းနေတော့နေဘယ်လိုရလဲဝဲဝင်လာအောင် တမတော်ရဟွန်းဟောနှူရတယ်ဟုတ်ဆယ်ဟူရောလားဟာတဲ့တဲ့ဟာကျေးဇူးပါညရောက်ပါလေဒီမှာက street food လိုမျိုးတို့ဟွာဆိုင်နဲ့ sushi ဆိုင်နဲ့ရှိမယ်ဒီဘက်မှာအေးဆိုင်တွေလည်းရှိရပါတော့ဆောင်းနေလေးလည်းမဟုတ်ဆိုင်ကြီးကတော့ အသေးဆိုင်တွေရောတရားအတင်စားရဲ့ဒုတ်ထိုးဆိုင်တွေထမင်းကြော်တွေဘာတွေပါရှိရပေါ့နော်ဒီမှာကကိုယ့်ကိုတငယ်ချင်းနဲ့အင်းချင်းလာလို့လဲဟော့ပေါ့ဆိုင်တွေလည်းရှိရဲ့ဘာဝက်ဆလတ်ဆိုင်တွေရောကြိုက်တာစားလို့ရအဲစရလို့ဖူဒီလေးရောဒီလမ်းကိုအကြိုက်ပေါ့နော်ရှယ်ပဲကုန်းစားရတဲ့ဟာဘာရောက်လာလဲမသိဘူးအော်ကြက်ကြွဟင်းဟာ ကြော်ရေးလေးရရဒီမှာတိလိုက်လမ်းလေးရောက်လေပိုးစီလာသလိုခံစားရတယ်ဒီလားညာလေးပဲကဲအခုကတော့ချက်ကွတ်တက်လမ်းလေးကိုရောက်သွားပါပြီဒီလမ်းလေးတော်တော်စီရပေါ့နော်လမ်းထဲမှာဗားဆိုင်နေရှိလဲဆိုတာအာလိုက်ကြည့်ရင်လည်းသွားဆလိုက်ဦးဦးလေးမဦးလေးမ ဟုတ်ကြာတန်ချက်ကြာတန်ချက်တိုင်းတွေ့ပြီအရင်စားကျင်နေတဲ့ကြာတန်ချက်ကိုလုံခဲ့တဲ့နှစ်ရက်လောက်တည်းကြာတန်ချက်ဝင်စားလိုက်မယ်နော်快点，再来点豆瓣了。 ဟုတ်နာမည်တော့လာချပေးရမယ်မကြိုက်လို့မစားတော့ဘူးဒီတိုင်းမကောင်းဘူးအပောင်းပါဆောတို့ရဆိုရင်อืมอืมကောင်းနေလားမာဆိုရင်သူကတယောက်ဖက်စားနေမှာပေါ့ဗောနော်ပြင်အဖွဲသားတွေပဲပါပဲသူတို့လည်းအရပါစားနေကြပါတယ်သူကတော့ ပါဘူးညာလေးရှင်းမယ်ဘယ်လောက်ကြာလဲအာအခုကတော့ဒီဒေါ်ယုံကြာကြာချက်ဆိုင်မှာကြာကြာချက်ကိုအခွဲသားတွေအကုန်အားရပါစားပြီးသားပါရှင်အခုလည်းဆက်သားလိုက်အောင်ပါနော်အိတ်ဆက်သားအိတ်ဆက်သား 哦，现在买的 fashion 呢，我滴 fashion 衫，你妈，你那风扇的也行的。strawberry，再穿个，专业衫的来洗耶，来专门来来洗耶，大家咯，过年忙的。ဒါကတော့မြန်မာမုန်းဆိုင်ပါเนาะမြန်မာမုန်းနေအစုံရရအကြော်ကြီးလဲအစုံရပါတယ် 다 봐요. 먼저 마가 마가 아기. 이거 참말 아기 들어 미야 아기 나니 미야 이거. 누에를 더 쉬어대. 왜 다봐 말래? 내 마음 내 속에 알아. 不打吧，冇嚟噶啦。打打招招房冇啦，招蝴蝶，招蝴蝶就会，诶，比如，冇嚟我就会比。 ဒီကြောင်မြောင်ထဲမှာလက်ဖက်ငါးကြီးအရန်နဲ့မကြီးရဲ့လို့ပြောရတယ်။အဲ့ဒါကအစူးစူးရှားတာတလက်လုံးတော့မတွေ့သေးဘူးနော်။တလက်တော့အခင်ဆိုင်လေးနဲ့များတခြားဆိုင်တော့တော်တော်များ။အားကြောင့်အခုမြန်မာမဟုတ်ဝယ်ပြီးလို့ရှိရင်ဆက်ပြီးတော့လက်ဖက်ငါးကြီးရှားဖို့တော့ထပ်ဖွင့်ရအောင်မယ်နော်။လက်ဖက်ငါးကြီးသက်စားပြီ။အော်ကိုကြီးဘယ်လောက်ကြာလဲ။ဒီတာကျေးဇူးပါ။အဲ့ရောက်ပါစေ။အမေနဲ့ကြီးက ဆန်ကြီးတော်များပဲဒီထက်မှဒီလုံးဝအဆုံးရှိရ vibe အဆုံးရရကွာအင်ကြီးဆိုင်တွေရောဘားတွေရောလက်ဖက်ကြီးဆိုင်တွေရောအမုတ်ဆိုင်အကေဆိုင်တော့တုတ်ဆိုင်တွေရောငပိတူစီရည်လေးရမြန်မာမုတ်တွေလေးရတယုံဆိုင်လေးရအကုန်ရကဲစစဒီနေ့ပတ်ရှာတာပတ်ရှာမယ်နောက်ဆုံးညစစားမယ်လက်ဖက်ကားကင်စားဒီနေ့ပိတ်ထားပါရဲ့တဲ့ ဆိုတာသူတို့တစ်ဖက်လုံးညီကမကောင်းပါဘူးဒီနေ့တော့တစ်ဖက်ငါကြီးမစားဘဲနဲ့ပြန်ရပါတော့မယ်။နောက်နေ့မှကြုံတော့မှာပဲလာစားတော့မယ်။အခုကြက်ကွက်တစ်လမ်းနဲ့မလာကုန်းလမ်းဆောင်မှာရောက်နေရပါ။ဒီလမ်းကဒီဘက်ခြမ်းကိုကြက်ကွက်တစ်လမ်းလို့ခေါ်ပေမဲ့ဒီခြမ်းကိုတော့ကြောက်ရည်လေးလမ်းလို့ခေါ်ပါတယ်။ဒီနေရာကလည်းရူးလန်းဆောင်မဟုတ်ပဲရက်ကွက်လေးဦးဆောင်တဲ့လမ်းဆောင်ဖြစ်ပါတယ်။ကြောင်မြောင်းအထက်ရက်ကွက်၊ကြောင်မြောင်းအရှေ့ရက်ကွက်၊ပတိန်ညွရက်ကွက်၊ကြက်ကွက်တရက်ကွက်လေးဦးဆောင်တဲ့နေရာလည်းဖြစ်ပါတယ်။ မလကုံကနေပြီးတော့တဲ့တဲ့ဆင်းသွားမယ်ဆိုရင်မလကုံဘူတာကိုရောက်ပါတယ်။အဲဒီရထားလမ်းကြီးကတာမွေတို့ရဲ့အနာတက်ဖြစ်ပါတယ်။အာတရားရဲ့ဒီဘက်ကျတော့မင်္ဂလာတောင်ညွန့်ဖြစ်သွားတာပေါ့နော်။ဒီပတိန်ညွန့်ရက်ကွက်ကတော့မင်္ဂလာတောင်ညွန့်နဲ့မှလည်းထပ်ပါလိမ့်ရဲ့။ဟုတ်ဆိုလို့ရှိရင်တာမွေကြောင်ပြောင်းကြောင်ကိုလည်းနှစ်နှစ်ဆက်တည်ွားကြပြီးအစားတောက်တွေစုံလုံးလေးကိုလည်းမြင်တွေ့ခဲ့ရပြီးဆိုတော့အားလုံးပဲကျေနပ်နှစ်သိကြနိုင်မယ်လို့ထင်ပါတယ်ရှင်။ဒီနေ့တက်တော့ဒီလောက်ပါပဲ ဒေါက်တာဝေါ်စီစဉ်ကိုကြည့်နေကြတဲ့ပရိသတ်ကြီးအားလုံးကိုလည်းကျေးဇူးထူးတင်ရှိပါရှင်။နောက်နေ့တွေမှာလည်းဘယ်လိုနေရာတွေသွားပြီးရောဘယ်လိုမျိုးတွေတင်ဆက်အောင်မလဲဆိုတာကိုဆက်လက်ကြည့်ရှုအားပေးကြပါဦးနော်။အားလုံးပဲတတ်တာ။